ကျွန်တော်ရဲ့အာရှ၄နိုင်ငံခီးစဉ်စတင်ပါပြီခင်ဗျာစုစုပေါင်းတလားကြော်ချင်းကြပါမယ်ဒီခီးစဉ်ကာလတော့လျှောက်သခိုးမရဲ့အကြောင်းတွေကိုဝုံနေဖို့ကျွန်တော်အားမနေပါဘူးသူကသာသူဝုံကျင်တာဝုံပြောကြတာပဲကျွန်တော်လည်းအချိန်ပြည့်ဖတ်နေနိုင်မှာမဟုတ်ဘူးကိုလည်းကိုယ်လုံးနဲ့ကိုရှုပ်နေမှာဒါပေမဲ့အားလုံးကိုသိအောင်ကျွန်တော်ကြည့်ပြောထားပြီးပါပြီ သခိုးမကြီးသခိုးမပါပဲနော်ခုချိန်မှာသူ့အနေနဲ့လည်းကျွန်မသခိုးမကြီးပဲကျွန်မဇာတ်လိန်ခဲ့ပါတယ်သူတောက်လိန်နိုင်အကုန်လုံးကဝင်ခံလို့မမရတော့အဲ့တော့သူကဆက်ပြီးတော့ဗျောင်းလိန်ပြီးတော့ဆက်ခွက်ခောက်ဖို့ပဲရှိရတာပေါ့ဒီကိစ္စတော့မှတရားဝင်ထီရောင်းခွင့်မရှိရဘူးနိုင်ငံခြားလူလူရောင်းနေတဲ့ကိစ္စကွယ်တခြားကိစ္စရေးသားကြည့်လိုက်တော့နော်အခုချိန်မှာပြီးတော့သူတရားဆွဲထားတာတွေတရားရုံးမှာသူရေဆိုင်နေရတာကျွန်တော်လည်းမဟုတ်ဘူးနော်နာမည်ကဆင်နေတော့ကျွန်တော်ကိုလာလာပြီးမန်ရှင်းခေါ်နေကြတာအဲ့ကျွန်တော်လည်းကိစ္စမဟုတ်ဘူးသူ့ဘောသူ့တမိသားစုလုံးပါတယ်အဲ့တော့ သူတို့ကသူတို့ဘလို့ပဲတရားစွဲစွဲအချိန်တိုင်းဒီတခိုးမရဲ့သွားရလမ်းရတော့ချင်းတဲ့နမိကန်လေးပဲဒီကောင်မကရောက်ကြတဲ့တရားဥပဒေနဲ့မညီတဲ့အမေရိကဥပဒေနဲ့မညီတဲ့အလုပ်ပေါင်းများစွာလုပ်ထားတာအမေရိကမှာငွေကြေးတွေခွာချတယ်တရားမွေအစ်စွေ import license ဖြစ်ပေအစားစာတွေတင်သွင်းတယ် non profit organization လိုင်စင်မရှိဘဲနဲ့လေသူ့ရဲ့ APL Zero account နဲ့ပတ်စံတဲ့အလှူခံတယ်ပြီးရင် general site ကို APL terrorist နဲ့ပတ်သက်တဲ့ဟာတွေပြီးတော့လက်နက်မောင်းကိုရာတွေလက်နက်တွေဝယ်ဖို့တောင်းအားပေးအများကြီးပဲပြောရအများကြီးပဲအားလုံးလဲဝိုင်းတိုင်ကြလို့ရပါတယ်နော် FBI နဲ့ ICO တိုင်လို့ရပါတယ်ကျွန်တော်ရှိပါလေ information တွေတင်ထားပြပါပြီပြီးတော့ကျွန်တော်အာရှကိုလာမယ်ဆိုတော့တော်တော်များများကျွန်တော်သတိပေးကြရအောင်အာရှမှာသူ့လူတွေရှိတယ်သူတို့ကတိရတိုင်းအတိတ်မှာလည်းပါလေလောက်ခဲ့ဆိုတော့သူတို့ကသူတို့တိဆုံးမှာသူတို့နဲ့အမြင်မတူရင်အဆနာဖြောက်ဖြစ်တာလေ ဒီကောင်မရဲ့နောက်ကြောင်းရဆိုရင် तू သွားလေလို့ခဲ့ तू ကိုယ်သူအတိဆုံးပေါ့ကျွန်တော်ကကြောက်လန့်ပြီးတော့ဘယ်မှမသွားမလားဖြစ်နေတဲ့ကောင်တွေမှာအုပ်ကဘယ်မှာပေါ့ပေါ့ကိုလို့ဆက်ရကိုစားလို့ပါပဲအုပ်ကဘယ်မှာတက်ချင်းရပါလဲအုပ်ကဘယ်မှာဒီနေ့ဒီချိန်ဒီဘသူတူတူတရားရဲ့အသက်အဝိစိစိချမ်းသာကိုထိခိုက်ပျက်စီးအောင်လုပ်နေတာတစ်ခုမှမရှိဘူး ဥက္ကဋ္ဌကပြောရတဲ့စကားတွေမှာလည်းမိသူရဲ့အသက်တွေဘဝတွေပျက်စီးပါစေတော့တခေါ်တော့ပါအောင်ကျွန်တော်ငင်းငယ်ဘက်ကပြောသွားတာနော်လာပြီးတော့သူ့အကြောင်းတွေကိုဖော်ကောင်လောက်တိုင်းသူတို့ကဘောမဆိုပြီးပြောတယ်စကားစချိုချိုပြီးပြောတယ်ပတ်စံနဲ့ငွေပေးခိုင်းတာဆိုပြီးအကောင်အလိန်နေဇလန်းနေစင်လိန်ပြီးတော့ကျွန်တော်နာမည်ဖြတ်ဖို့ပဲစူးစမ်းတာနော်ကျွန်တော်ကဘာမှမဟုတ်တကယ်တကယ်တမ်းကိုဘသာကိုနေနေတာဒီအပ်တန်းသားမကစပြီးတော့ရန်စတာလေတချို့ရင်နားမလဲသေးတဲ့လူတွေအခုမှစလုံးကြီးစပြီးအဲ့ရနိုးလာလူတွေပြန်ရှင်းပြတာကျွန်တော်ကိုဘသာကိုနေတာ ကျွန်တော်ပြောလိုက်တဲ့နိုင်ငံရေးပေါ်အမြင်ကကျွန်တော်အဝေးကနေပြီးလက်သုံးရောင်းမထားနိုင်ဘူးကိုကိုပြောလိုက်တဲ့အမြင်ကသူ့လိုမျိုးအဝေးရနေအမေရိကမှာပြည်သူတွေချွေးနေကြတယ်ဒေါ်လာတန်းကျော်တဲ့အိမ်လေးစီးပွားတွေဖွင့်ထားပြီးတော့အိမ်ထဲမှာနေလက်သုံးချောင်းထောင်အလှလေးပြင်ပြီးတော့နိုင်ငံရေးကြောင်းတွေထိုင်ပြောနေသူ့လိုကောင်မမျိုးရဲ့အလှူခံစီးပွားရေးကိုဒုံနဲ့သိုးသလိုဖြစ်သွားဒီကောင်မတခြားအမှုပညာရှင်တွေဝုန်းလို့ရတယ်မျိုးကိုယ်လာဝန်တာကိုကတော့ဆက်စပ်တိမကတ်တော့ဒီကောင်မရဲ့အကြောင်းတွေကလုံးပေါ်ရင်ပေါ်ရင်ပေါ်တဲ့ဒီအချိန်တွေရောက်သွားပြီးတော့အခုချိန်မှာသူ့တရားစွဲလူလည်းအများကြီးပေါ်ပေါက်လာပြီးတော့သူ့ဘဝဒီလိုဖြစ်သွားတာချင်းချင်းလေးအဲ့တော့ သူ့အကြောင်းကတော့ FBI နေရောအကုန်လုံးရောက်နေပြီအကုန်ရောက်နေပြီအားလုံးလည်းဝိုင်းတိုင်လို့ရတယ်တိုင်ကြားလို့လည်းအများကြီးရှိတယ်အာကျွန်တော်ဘာတွေလုပ်နေဆိုတော့ကျွန်တော်မပြောတော့ဘူးဒါပေမဲ့ကျွန်တော်ကဘာကြောင့်အစားအသောက်ချင်လဲဘာပြောလို့လဲဆိုတော့ तू ကအာတခြားလူတွေသူ့အကြောင်းတွေပေါ်တဲ့အခါမှာကျွန်တော်ပြောရတဲ့ဟာတွေတော့ပောက်ရောက်အားနည်းတယ်လीအ ကျွန်တော်ပြောရတာကြာတန်းနဲ့ကြည်ကြည်ကြတယ်ပြောတော့ဒါမှမဟုတ် live မရှိဘူးပါကြကိုယ်ဟာကြည်ကြတန်းနဲ့ကြည်တန်း60အဲ့ဒါကြောင့်ကြည်ကြတယ်အဲဒါမဟုတ်ဘူးเนาะသူ့ရဲ့ခုံးမှုလိမ်မှုတွေအကုန်တနိုင်ငံလုံးသိနေပြီဒါတော့သိနေတာကမှဆက်လူနေသေးရဆိုရင်တကဘာလုံးကလူတွေသူ့ကိုယုံနေသူ့ဆက်လူနေခင်ဗျားစောက်ပေါင်းမကြလို့ခင်ဗျားတို့အုံနောက်မရှိလို့ခုတာခင်ဗျားတိတ်မျိုးချစ်နေလားခင်ဗျားတိတ်ပြီးနိုင်ငံရေးကအသွေးတွေကြွနေလားနိုင်ငံရေးအစွန်းရောက်နေလားတိတ်ပြီးတော့လှုပ်ချင်နေသလားသူနဲ့မလှုပ်နဲ့เนาะတခြားလှုပ်ချင်နေတယ်လှုပ်ဒါကျွန်တော်လည်းမဆိုင်ဘူး ဒါပေမဲ့ဒီကောင်မဒီနိုင်ငံရေးပန်းပြပြီးတော့အမေစုကိုအတုံးချပြီးမေစုနောက်ကျော်ဓာတ်နဲ့ထိုးပြီးတော့သူ့ရဲ့ဘဝတိုးတက်ရေးသူနဲ့သူ့မိသားစုသူ့ရဲ့အပေါင်းအသင်းတိုင်းကောင်းစားရေးလှပစားနေတဲ့အချောင်သမားတခိုးသက်သက်ပဲအမေရိကကိုဘလို့လို့သူ့တမိသားစုလို့လည်းသူ့မျိုးခေါ်လာတယ်သူရှင်းပြနိုင်လို့လား ူပြောနိုင်လို့လားအမေရိကရောက်ခဲ့ဗမာမှာတရားဝင်လုံလောက်ခဲ့ခြင်းမရှိဘူးလေတပိသားစလုံးဗမာမှာတရားဝင်လုံလောက်ခဲ့ခြင်းမရှိအောင် official background check report မှာပေါ်တယ်အားလုံးရှာကြည့်လို့ရတယ်ဆိုတော့ဒီကောင်မအဲ့ဒါကြီးလိန်စားရရောင်းစားရတယ်ပါလာပြောနေတာလေအမေရိကမှာနေတန်းနဲ့ခြေလူတွေအကုန်လုံးကအိမ်မဲငါငါအလုတ်ပဲရှောက်ရှောက် official background check report ဆိုတာကြီးကအလုံးရှင်တွေကရောအိမ်ငါတဲ့အိမ်ပိုင်ရှင်တွေကအကုန်ရှာကြည့်လို့ရတဲ့ဟာလေအဲ့တော့မြန်မာနိုင်ငံလူရအေးအမေရိကရဲ့ဘူဟုသုတတွေအိမ်ဝင်တဲ့အခါမှာဘူဟုသုတတွေမရှိတဲ့အခါကျတော့ तू ပြောသမျှ तू post တင်သမျှကိုလိန်နေတာရက်ကြတော့ ရက်ကြတော့တော်လောက်ပြီเนาะတော်လောက်ပြီအိမ်ကိစ္စလည်းစာချုပ်တွေတင်တာအမှန်လို့ထင်နေသလားထင်နေသလား तू ပြရတာ bank statement လုံး not traditional လုံးမဟုတ်ဘူး bank statement လုံးကိုရဖို့အတွက် bank ထဲမှာပတ်စံတွေကိုဒေါ်လာသိန်းနဲ့ချီအသေးပြထားတာအထုတ်ထုတ်လို့မရဘူးအထည့်ပဲပြထားတာတလားကျွန်မရဲ့ဝင်ငွေတလားရှိပါတယ်တလားရှိပါတယ်ဘာလို့ဆိုတော့သူ့ရဲ့လက်စဲ mortgage ကဒေါ်လာ8000ဆိုရင်လက်စဲသူ့ရဲ့စိုင်ဝင်ငွေကဒေါ်လာ8000နဲ့တက်ဖြစ်နေမှာရမှာလေး သူ့ဆိုင်ရဲ့၆ကက်လည်းရောင်းအောင်မရှိတာအမေဆိုင်ရောင်းအောင်တနေ့မှသားပါတရှိတဲ့တစ်ခုရောင်းအောင်တနေ့မှကျော်လာ50ရဝင်အောင်သူ့ဆိုင်ရောင်းအောင်5000လည်းဖြစ်ဖြစ်မှာ5000လည်းဖြစ်ဖြစ်ဘာကြောင့်လဲအလှငွေတွေလေတကဘာလုံးကလူကောင်လုံးကပတ်စံတွေကိုသူ့ကိုလှူပြီးသွားရဲ့အဲ့ပတ်စံတွေကသူ့ဘန်နဲ့ရောက်ပြီးသွားပြီသူကကျမဘန်နေငွေမကြိုက်ပါဘူးဆိုတော့ပြောတာအဲ့သူ့ပို့စင်တာလေခင်ဗျားရောင်းကမြင်ရလို့လား မြင်ရလို့လားပတ်စံလေးမြင်ရလို့ဒီကနေဟိုဘယ်ကိုစီးစင်းလဲခင်ဗျားမြင်ရလို့လားပတ်စံလေးမြေပြင်မမြောက်တာအေးပတ်စံလေးအကောင်လုံးရောက်ပြီးသွားဆိုရင်သူ့လက်သူ့ခြေပဲသူ့ဆိုင်နဲ့ထက်ကြရတာသူ့ဆိုင်မှာရှိတဲ့ဝန်ထမ်းတွေအကောင်လုံးသူ့လူတွေပဲထည့်ထားတာသူ့မေသူ့ဖေသူ့လင်အကောင်လုံးသူ့ညီမအကောင်လုံးသူ့သူ့လက်သူ့ခြေလောက်ထားတာပြီးတော့အခုအစ်ဖို့ဝယ်လိုက်တဲ့အရက်ဆိုင်ရေးဆိုလဲသူ့လင်နိုင်မယ်နဲ့အရင်ဆိုင်မှာရှိရပါမှာအေးဆိုင်မှာအလုံးလုံးလဲဘာမှကောင်းမလေးကိုလဲဗမာအချင်းချင်းတော့ဒီကောင်မကနေုံဒီလားသာပြေးမယ်နေလုံနိုင်ထွက်မလုံနိုင်ထွက်လုံနိုင်လုံမလုံနိုင်ထွက်ဆိုပြီးကောင်မပြောချလိုက်တာ တော့ကာမလေးထွက်သွားတယ်။ဘာကြောင့်ကာမလေးကိုအတင်းနေပြရားပေးပြီးတော့အဲ့လိုမျိုးတဖက်လက်နီးနဲ့ထွက်ထွက်ဖို့သူ့သဘောသူ့ဆန္ဒနဲ့ထွက်အောင်လုပ်တယ်လေ။ဘာဖြစ်လဲဆိုတော့ဒီကာမကသူ့ပဲအကုန်လုံးလော်ဝကြီးအုပ်ပြီးတော့ငွေကြီးတွေအကုန်လုံးခလောက်ဆန်ကျင်တာလေ။အဲ့ဒါမှအလှူငွေအကုန်လုံးကအလှူငွေ9000 6000ရပြီဆိုရင်ကျွန်မဒီမှာစီးပွားရေးအရကောင်းနေပါကျွန်မဒါရရောင်းလိုက်တာအခုကြောင်ပြန်လာလေးရောင်းနေပါတယ်ပလေ9မိနစ်ကြာဘူးဩစတြေးလျအဝယ်သွားပါပြီဂျပန်ဝယ်သွားပါပြီပို့စီတင်ချခင်ဗျားတို့မြင်ရလား ပတ်စံလေးလွယ်ခပြားကိုမြင်ရလားအကောင်က Photoshop နဲ့အလိန်တေကြီးပဲတောင်မှပြောင်းလိန်ကြတော့တတ်လုံးလိန်လာသူ့ရဲ့ဘဝနောက်ကျောင်းမှပြရဲလို့လားသူ့ဖေသူ့ကျောင်းကိုဖေလာစော်ကသူ့ဖေပဲဘဝလာလဲထောက်ပြရဲလို့လားပြရစရာပုံရှိတာသူ့မိဘပဲဘဝကလာလဲသူတို့အရင်ချမ်းသာပဲသူသူသမီးပဲကျောင်းထားလဲဟမ်သူ့ညီမပဲကျောင်းထားလဲသူပဲကျောင်းအထွက်လဲဘာမပြစရာမရှိအကောင်ကသူ့ရဲ့နောက်ကျောင်းရောက်နေမှလည်းသူ့ဘဝလိုင်းကားတုံးစင်းနေရပါလေဆိုတာကအကောင်ကအကောင်ဟောင်းကိုဖြတ်ခဲ့တဲ့ကောင်မလေး เนาะသူ့ဘဝမှာတခါ तू ကကိုယ်နှစ်ပါးအောင်မြင်လို့လည်းဘာညာပြောရဲកောင်းမှာဘယ်ဘဝလာဆိုမလို့မြန်မာနိုင်ငံမှာတခုသေးသောလက်ဆောင်ကနေ interview ရိုက်ခံရအောင်မှာ interview လေးနှစ်ပိုင်းကိုပထမတစ်ပိုင်းနဲ့ပြောပြီးသူကြီးကောင်လုံးကမလွှင့်ပါနဲ့ပြောလို့အလွှင့်မခံရတဲ့ဒီလိုកောင်းမမျိုးလေးအောက်တန်းစားမှာပေတုတ်တယ်ဟောင်းကလေးကွားမှာခင်ဗျားဆက်ရုံနဲ့ခင်ဗျားတို့ဒီកောင်းမတွေတိုင်းပြည်သားအနေကောင်းကောက်ဒီအောက်တန်းစားမှာလေတချို့အစ်ကဆိုလည်းခင်ဗျားစဉ်းစားကြည့်လိုက်တော့ဘောသမီးသားစုလုံးဘယ်လိုခေါ်ထုတ်လာလဲတစ်ဆင်လုံးတစ်မျိုးလုံးတော့လင်းနေတော့တစ်ဆင်လုံးတစ်မျိုးလုံးအမလေးမောင်မောင်ဝဲရသာပါသေးတယ်မောင်မောင်ရဲ့ဥပါလားမသိပါဘူးလေအမလေး ်သူလည်းမတည့်ဘူးတဲ့။နော်ပြီးတော့ last day ဆက် easy စီမှာဆိုတဲ့ခါလေကောင်မလေးအော်ကီးကြိုက်ပြီးတော့နတ်နာနတ်နာတဲ့အော်ကီးဆိုပါလေသိလား။ မြန်မာပြည်ကပါတီတော်လူတွေသိကြပါတယ်။အော်ကီကပြီးနတ်လာနတ်လာနတ်လာတယ်။ကဲသူအော်ကီလည်းရမ်းကြိုက်တာ။အဲ့တော့မကြခင်မှာလဲမေလာမှာ Las Vegas က Las Vegas က EDC လာတော့မယ်လေ။သူက VIP လက်မှတ်ဝယ်ပြီးကဲချင်းမှာပေါ့ခင်ဗျားတို့ချူနေတာပြေးလိုက်ကြပါဦး။ခင်ဗျားအိမ်ရောက်ပြီးပြေးလိုက်ကြပါဦးနော်။ဒီအိမ်ရောက်ပြီးပြေးလိုက်မှာသူတို့ပေါ့လေတော်တော်ရရလေ။သူတို့ကမကောင်းဘူးလားနော်။အမေရိကရောက်ကြတဲ့တမိသားစုလိုဘမားမတရားဝင်လုံးလုံးသာမလို့ပဲနဲ့ပြည်သူတွေကချူနေတာနဲ့ဒေါ်လာတန်းကျော်နဲ့အိမ်တွေစီးပွားရေးကြီး၃ခုမလေးတိုင်းမှာလဲတစ်ခုဖွင့်လိုက်နိုင်ပြီ။အိမ်ရောက်ရင်နှလုံးနဲ့နော်မလေဒါ သူ့နာမည်ပါပါသလုံးနောက်တစ်ခုကလေနာမည်မခံမဲ့ဝယ်ထားတဲ့သလုံးတော့အဲ့ဒါတန်းမကျော်ဘူးလေးသိန်းမ်းမသိဘူးเนาะအများကြီးပဲအဲ့တော့အခုအချိန်မှာလေးနှစ်ကျော်ကြာလိုက်ခါမှာဒီလိုကောင်မမျိုးနဲ့သူတို့နဲ့သူတို့အခုဥဆောင်နေပြီးတားလိုက်ရပဲတော့မမအောင်เนาะလူတွေအသက်တေသွားပဲပဲတော့မအောင်မလည်းမဟုတ်ပဲတော့မလည်းကြောက်လို့လာမဟုတ်အဲ့တော့အုတ်ကမင်းမတတ်ချင်လဲဖောက်ကူယူကိုမဆိုင်တာเนาะငါသွားတဲ့ရှိသွားလာလာကြီးလာမှာပဲတော့ဟို ကိုကဘသူသူကြမဒုက္ခပေးနေမရှိရဲ့ကိုလိုလူသားမျိုးလာတတ်ချင်လဲလောက်ချင်တာလောက်နော်ငွားတော့ကြောက်လန့်ပြီးတော့မသွားရလာဖြစ်နေလို့မဟုတ်ကိုပေါ်တဲ့ကိုနေတာနော်အချိန်တိုင်းဗမာပြည်ပြန်လာရင်လည်းခုချိန်မှာနိုင်ငံရေးကိုလုံးဝမပြောတော့ဘူးကိုတစ်ချိန်ပြန်လာတဲ့ခါမှာအဲ့အချိန်အုတ်ချုပ်နေတဲ့လူတွေလောက်မှာပဲကိုနေနေတော့မှာကိုဘောမလို့ပြောပြောချင်တာပြောဘောမလို့ပြောလဲကိုငက်ကိုပဲရှာစားတာနော် ကိုဘွားမှာကိုဖြစ်စင်တဲ့လူညာအိမ်မက်တွေရှိရယ်ကိုစီးပွားအိမ်မက်တွေရှိရယ်ကိုဖြစ်စင်တဲ့အကောင့်တွေဖော်အောင်မယ်အချိန်ပြည့်မိုးလင်းမိုးထုတ်နိုင်ငံရေးကြောင်းတွေပြောပြီးတော့ကိုဘွားကိုဒီ negative energy အနေနဲ့မနေနိုင်ဘူးเนาะကိုတည်တဲ့နိုင်ငံရေးသမားမဟုတ်ဘူးကိုသွားနေတဲ့နိုင်ငံတွေရှိသေးတယ်ကိုကိုလည်းကိုဘွားမှာအိမ်အောင်ကြချင်တာရှိသေးတယ်ကိုသွားနေတဲ့ကိုလှုပ်ချင်နေဖြစ်ချင်တဲ့အိမ်မက်တွေအကုန်လုံးအကောင့်ထဲပို့အတွက်ဒီနိုင်ငံရေးကြောင်းတွေအချိန်လုံးပြောမနေနိုင်ဘူးအဲ့တော့အခုဒီကီးစင်ကာလာမှာလည်းဒါအားလုံးသိအောင်ပြောပြထားတာသူ့အကြောင်းနေတင်တာ short ပဲ စိတ်ကူးပါန်ထားဖို့ပဲဒါပေမဲ့ဒီလိုအောက်မမျိုးတခေါ်ထားဖို့စင်လာဒီအောက်မမျိုးဒီလိုအောက်တန်းသားကလေးကွားများမျိုးပျော်တိုင်းငင်ခံမဲ့တယ်မှာအောက်ကမျိုးမပါဘူးဒီကောက်မလည်းဆရာဘသူတို့ရဘွားတွေမှာဘယ်အမှုပညာရှင်မှာစော်ကားဖို့စင်လာနေဒီအောက်တန်းသားကလေးကွားစပပိုက်ထားဖို့စင်လာဒါပဲ